ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်အော်တိုဘာလ2ရက်မြန်မာတက္ကသိုလ်1389ခုနှစ်သတင်းကြွလဆန်း17ရက်ကြာသပတေးနေ့မွန်းတဲ့12နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီတော်လန်နေ့သစ်ပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့အုံနော်ပြူကင်းစခန်းကိုဘိုပိုင်ချဲတို့ကတနက်၈ချက်ပဲဖောက်ပြီးတော့သိမ်းပိုက်နိုင်လိုက်ပါတယ်။တိုက်ပွဲကနေတနက်9လက်နဲ့စစ်တုံးမှန်း6ဦးကိုဖမ်းမိခဲ့ပါတယ်ခင်ဗျာ။ လက်ပရန်းမှာလည်းစစ်မှုတန်းကြီးကောက်ပြီးတော့ပြန်လာတဲ့စစ်သားနယ်ရဲတွေကိုတိုက်ခိုက်ခဲ့ရမှာနှစ်ဦးတည်ပြီးတော့တနက်နှစ်လက်ကိုရရှိလိုက်ပါတယ်။အကြမ်းဖက်စစ်ကြောင်းကောင်စီတပ်ကအတရားမှစစ်မှုတန်းစုဆောင်းခံရသူစစ်သား2ဦး KNU တပ်မှလေးထံကိုအလင်းဝင်လာကြပါပါတယ်ခင်ဗျာ။ဒီကနေ့ဟာတော်လန်ဥပညာရှင်ကိုလင်းလင်းရဲ့52နှစ်ပြည့်တဲ့မွေးနေ့ဖြစ်ပါတယ်။မြမပကြီးလောကရဲ့အထင်ကြီးပကြီးဆရာကြီးဥလွန်ကျွဲကွယ်လွန်သွားပါပြီ။ မြန်မာလူငယ်တွေကိုပံ့ပိုးကူညီရေးကုလသမဂ္ဂအစည်းအဝေးမှာဖင်လန်နိုင်ငံကအလေးပေးပြီးတော့ပြောဆိုလိုက်ပါတယ်ဒီသတင်းနေနဲ့တူထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရမှာပါဒီကနေ့သတင်းကိုတော့အောင်ပွဲရသတင်းတပုတ်နဲ့စတင်ကြပါတယ်ခင်ဗျာဘူပိုင်ချဲတို့တပ်ဖွဲ့ကကမ်ဘလူးမြို့နယ်ထန်းကုန်းနဲ့ဒီဒမ်းပင်ကြားမှာရှိတဲ့အုံတော်ပြူကင်းစခန်းကိုသိမ်းပိုက်လိုက်တဲ့ဖြစ်စဉ်သတင်းပါအဲ့တော့တိုက်ပွဲရုတ်တရက်နဲ့အတူထုတ်ပြန်လာတာလည်းဖြစ်ပါတယ် စကန်းသိန်းတိုက်ပွဲမှာတနက်၈ချက်ပဲဖောက်လိုက်ပြီးတော့ဆက်ရှုံးကောင်စီတပ်ဘက်က၂ဦးသေပြီးတော့၆ဦးကိုတော့အရှင်မြစ်ပြီးတနက်9လက်ကိုလည်းသိမ်းဆီးနိုင်ခဲ့ပါတယ်။အုံတော်ပြူရွာကင်းစကန်းကိုမင်းညဆယ်နာရီချိန်လောက်မှာကမ်ဘလူခရိုင်ပကဖလှူရှားရေးတက်ရင်ကမ်ဘလူခရိုင်အမှတ်၃ PDF တက်ရင်နဲ့နေမြေခံပကဖတွေကဝင်ရောက်ပြီးတော့စီးနှင်းနိုင်ခဲ့တာဖြစ်ပါတယ်။အော်ဒီစကန်းကနေ G3 3လက်ကာဗိုင်း2လက်ပြောင်းချုံ2လက်ကိုသိမ်းပိုက်ရရှိပြီးအကြမ်းဆက်ရှုံးကောင်စီတပ်ဘက်က2ကောင်တည်ပြီးတော့ 6កောင်ကိုတော့ဖန်းစီခေါ်ဆောင်နိုင်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒေါ်လာရဲ့ရောပေါ်ဒီအားလုံးအထူးကမရှိနဲ့ပြန်လဲစုခွာနိုင်ခဲ့ပါတယ်ခင်ဗျာ။အဲ့တော့အကျန်းစာတိုက်ပွဲရုပ်တံမှတ်တမ်းမှာတော့ကြည်နေရင်းနဲ့ကျွန်တော်တို့အသက်ရှူဖို့တော့မေ့ရတဲ့အထိစိတ်ဝင်စားစရာကောင်းလာပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီကင်းစခန်းမှာအလင်းငိုက်ဖြစ်နေတဲ့အချိန်ရဲဘော်တွေကရေဘက်ကိုတနက်ထောက်ပြီးတော့တိတ်ပြီးတော့ပြစ်လို့ရတဲ့အချိန်ဒီအထိအနီးကပ်ဝင်ပြီးတော့စီးနှင်နိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ပါအဲ့တော့အဲ့ဒီစိတ်ဝင်စားစရာကောင်းတဲ့ 有大凡别从我来，就时候继续这样嘛，么 <noise> 样？<noise> <noise>

到他了，刚好的，哎呀，点几多，点几多，点几多，哎，那公办了，哎，哎，你公办没了？公办没了？公办，公办到，你可以拉帮没？哎呀，你，哎，那多，你妈，你哎呀，你刚你靠山，没没路了，几百万多，二百平方，一百平，哪来哪来，哪来哪来，百平，百平。公办的，公办的，一直一直也没有没有进，没有进来，前面的，下面的，下面的，下面的。

哎呀哎呀，没得，别再来嘛了。哎呀，俺把工慢了，怎么又俺弟来呀？哎呀，走吧走吧。哎呀，搬车家务了。弟来，哎呀，搬车弟，搬车弟来。家务，给你妈弟，俺们来一，你妈一，你妈没来，你妈一，搬车一路过来多累，你说。好的好的，好，我来我站台呀。哎呦，你你弄我呢？别别别，现在这样多啊，你瓜。要多少年？要多少年？ နောက်ထပ်သတင်းပုတ်အနေနဲ့တနင်္လာနေ့တိုင်းတနင်္လာနေ့မြို့နယ်အခြေဆိုင်အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ခလာရတရင်280ကနေစစ်မှုထမ်းတပ်သားအဖြစ်နဲ့စုဆောင်းခံရသူစစ်သား၂ယောက်အလင်းဝင်လာတယ်လို့ကင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မဟာ၄ကမနေ့ကထုတ်ပြန်ပြောဆိုလာပါတယ်။အဲ့ဒီစစ်မှုထမ်းတင်တန်းစင်စစ်သား၂ယောက်ဟာအော်တိုဘတ်၁ရက်နေ့မနေ့က KNL တပ်မဟာ၄တရင်71ထံမှာလက်နက်မဲ့အလင်းဝင်လာတာဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်စစ်သား၂ယောက်ဟာအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ရဲ့တပ်သားတွေဖြစ်အာဓမစုဆောင်းခံရပြီးတဲ့နောက် ရင်းသားရင်မြို့နယ်တင်းကုန်ကျေးရွာဘက်မှာရှိတဲ့ရှေတန်းကိုအပုတ်ခံရချိန်မှာထွက်ပြေးလာတာလို့သိရပါတယ်ခင်ဗျာပြီးခဲ့တဲ့စက်တင်ဘာ30ရက်နေ့ကလည်းတင်းခွန်ရှေတန်းစခန်းကနေအရမစစ်မှုရန်စစ်သား၄ယောက်ဟာကဲနလီတပ်မဟာလေးတရင်71ထံကိုဗက်ပြောင်းခုန်လွန်ခဲ့ပါသေးတယ်ခင်ဗျာအကြောင်းမျိုးမျိုးကြောင့်အကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်ထံမှမတရားစစ်မှုထမ်းခိုင်းစေခံရတဲ့စစ်သားတွေအနေနဲ့နေဆရာဒေါ်လာရေးတက်တဲ့စီကိုရရနီးနဲ့အလင်းဝင်မှုကိုလည်း KNU ကတိုက်တွန်းပြောဆိုထားပါတယ်ခင်ဗျာ ကိုးတိုင်းတွေကအောင်ပွဲရသတင်းနဲ့ဆက်ချင်ပါတယ်။ဘကိုးတိုင်းတရားဝရီခရိုင်လက်ပရန်မြို့နယ်မော်အင်းအုပ်စုကမ်းမြို့ကြီးရွာကနေစစ်မှုထမ်းကြီးကောက်ပြီးတော့ထွက်ခွာလာကြတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီအုပ်စုကိုတိုက်ခိုက်ရမှာစစ်ရှုံးကောင်စီတပ်ဘက်ကနှစ်ယောက်သေပြီးတော့လက်နက်နဲ့ငွေကြေးတချို့ကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့တရားဝရီခရိုင်တရင်3800တက်ခွဲနှစ်ကသတင်းထုတ်ပြန်ထားပါရခင်ဗျာ။အော်ဒီဘလာတရက်နေ့မနက်9:00ခွဲအချိန်လောက်မှာကမ်းမြူကြီးကျေးရွာကနေစစ်မှုထမ်းကြီးကောက်ပြီးတော့ပြန်လာတဲ့စစ်သားနယ်ရဲတွေ အင်အား20ကျော်ပါတဲ့အဖွဲ့ကို Diarykian တရင်3800နှစ်တခွဲနှစ်ကရဲဘော်တွေကတဲကောဆယ်လမ်းစုံမှာစောင့်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တင်းဆုံးနေတဲ့စစ်ရှုံးကောင်စီဘက်တော်သားအလောင်းနှလောင်း G3 တနတ်တလက်ကာပိုင်တနတ်တလက်ကြီပေါက်၄ခုကာပိုင်ကြီး52တောင်းလက်ပြုံနှလုံးဓာတ်တစ်ချောင်းဗတ္တစိနှစ်ခုမိုဘိုင်းဖုန်းတစ်လုံးငွေသား9,200ကျပ်နဲ့မှတ်ပုံတင်ကတ်တစ်ခုတို့ကိုသိမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာတော့အထိနာသွားတဲ့ချမ်ပန်စစ်ရှုံးကောင်စီတက်ဟာလက်နက်ကြီးတွေရန်တမ်းပစ်ခတ်နေပြီးတိုက်ပွဲတွေလည်းထပ်မံဖြစ်ပွားလာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့စေုပ်စုနီးမှာသွားလာနေထိုင်တာတွေမပြုကြဘူးသတိထားပြီးတော့နေထိုင်ကြဖို့တရားဝင်ခရိုင်တရင်3800တက်ခွဲနှစ်ကအတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာဒီကနေ့ဟာဒေါ်လန်ဥပညာရှင်ကိုလင်းလင်းရဲ့42နှစ်ပြည့်တဲ့မွေးနေ့ဖြစ်ပါတယ်ကိုလင်းအတွက်ဒေါ်လန်မွေးနေ့ပါလို့ဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာ ဲ့တော့ကိုလင်းလင်းဟာဂျမတ်စစ်ရှုံးကောင်စီအာနာသိင်ကျင်ကစပြီးအမတ်တရအတွက်ပြည်သူနဲ့တသားတည်းရက်တည်နေတဲ့တော်လှန်အမှုပညာရှင်တို့ဖြစ်ပါတယ်။မွေးနေ့ထိမ့်မတ်နေတဲ့သူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာတော်လှန်လူရဲ့ချက်ချင်းတွေရရှိပါတယ်။ဒီသချင်းလေးကတော့ကျွန်တော်ပြန်ပေးနိုင်တဲ့လက်ဆောင်ပါလို့ရေးသားကမကြမီထွက်ရှိမဲ့ Trader 21 Evan နဲ့ကအမေရဲ့အင်္ဂလိပ်သချင်းတစ်ပုဒ်ကိုလည်းမျှဝေခဲ့ပါတယ်။ဇနီးဖြစ်တဲ့မချစ်သူဝေကလည်းမိသားစုပေါ်ညာတာတတ်သူနိုင်ငံပေါ်ချစ်စိတ်ပြင်းသူຫນွေဥအတွက်တစ်ဆာမြဲသူဆိုပြီးခင်မုတ်ဖြစ်သူအတွက် မွေးနေ့ဆူတောင်းပေးထတာကိုတွေ့ရပါတယ်။ဗကြီးဆီယမမနုရင်ကလည်းသူနဲ့နီးကပ်ဆုံးရဲဘော်ရဲဘက်မိသားစုဝင်အဖြစ်အတူရှိနေခွင့်ရတာဂုံယူရပြီးအပျော်တွေအထူးမခံစားတတ်သူတို့အတွက် သူမျက်နှိုးနဲ့အမှုပညာနဲ့ပဲလက်ဆောင်ပေးလိုက်ပါတယ်ဆိုပြီးကိုလင်းလေးရဲ့ပုံတူပကြီးကားတစ်ခုကိုမွေးနေ့လက်ဆောင်ဖြစ်နေပေးထတာကိုတွေ့မြင်ရပါတယ်။ တော်လန်အမှုပညာရှင်များစွာကလည်းကိုလင်းလင်းအတွက်မွေးနေ့ဆူတောင်းပေးခဲ့ကြသလိုပြည်သူတွေရဲဘော်ရဲဘက်တွေကလည်းမွေးနေ့ဆူတောင်းစကားတွေပြောဆိုထားတာကိုတွေ့မြင်ရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းရာကတော့မြမပကြီးလောကရဲ့အထင်ကြီးပကြီးဆရာကြီးဦးလွန်းကျွယ်ဒီကနေ့မနက်မှာကွယ်လွန်သွားပါပြီပြီးခဲ့တဲ့စက်တင်ဘာ24ရက်နေ့ကပဲအသက်66နှစ်ပြည့်မွေးနေ့ပွဲကျင်းပသွားခဲ့တဲ့ဆရာကြီးဦးလွန်းကျွယ်ဟာဒီကနေ့အော်တိုဘာလ2ရက်နေ့မနက်ပိုင်းမှာကွယ်လွန်သွားတာဖြစ်တယ်လို့သူနဲ့နှိစက်တဲ့စာပေတိုင်းဝိုင်းကပြောပါတယ် လူချစ်လူခင်ပေါ်များပြီးတော့တပည့်များစွာမျိုးဆက်သစ်များစွာ ပြုစုပျိုးထောင်ပေးခဲ့သူမြမပကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက်အစဉ်အမြဲအားထုတ်ကြိုးပမ်းခဲ့သူဆရာကြီးဦးလွန်ကျွယ်ကွယ်လွန်သွားခြင်းအတွက်များစွာဝမ်းနည်းရပါတယ်လို့စောက်ထုတ်ဝေသူဆိုင်ဆရာတူကလည်းရေးသားထားပါတယ်ဆရာကြီးဟာပကြီးကားတွေကနေတဆင့်များစွာသောသူတွေရဲ့စိတ်ဝိညာဉ်တွေကိုအမျိုးမျိုးသောရတာတွေတွေးစီရာတွေပေးခဲ့သူ ဖြစ်တယ်လို့ The Royal Gallery ကလည်းရေးသားထားပါတယ် ဆရာကြီးဦးလွန်ကျွယ်ကို1930စက်တင်ဘာ24ရက်နေ့မှာရန်ကုန်မြို့မှာမွေးဖွားခဲ့ပါတယ်အသက်5လအရွယ်မှာဖခင်ဖြစ်သူဆုံးမခဲ့တဲ့အတွက်ဖာတဆူဘဝနဲ့အစောပိုင်းချိန်တွေကိုပကြီးစွဲရင်းနဲ့ဖြတ်သန်းခဲ့ပါတယ်မြမပကြီးလောကမှာတော့လူသိများတဲ့ဦးသက်ဝင်းဦးချစ်မောင်ဦးဆန်ဝင်းဦးသိဟန်နဲ့ဦးငွေကိုင်တို့ထံမှာပကြီးပညာကိုသင်ယူခဲ့ပြီး1954ခုနှစ်မှာတော့ပကြီးဆရာဖြစ်တိတ်ပံကနေဘွဲရရှိခဲ့ပါတယ်ခင်ဗျာ 1958ခုနှစ်ကနေ1989ခုနှစ်ထိရန်ကုန်ပကြီးပပုတင်တန်းကျောင်းမှာနေပြဖြစ်1989ခုနှစ်ကနေ1989ခုနှစ်ထိကျောင်းအုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်1960ကနေ1989ခုနှစ်မှာတော့ရန်ကုန်တက္ကသိုလ်ပကြီးအသင်းမှာပို့ချသင်ကြားပေးခဲ့ပါတယ်1964ခုနှစ်မှာတော့တရုတ်နိုင်ငံမှာလေ့လာသင်ယူခဲ့ပြီးပကြီးအင်အားသင့်အဖွဲ့ဝင်ဖြစ်တဲ့ချီးမြှင့်ခံခဲ့ရတာက1980ခုနှစ်မှာတော့အရှေ့ဂျာမနီကိုသွားရောက်ခဲ့ပါတယ်ခင်ဗျာ ယာယီဦးလွန်ကျွေဟာတရုတ်နိုင်ငံမှာဂျာမင်းစွာနေထိုင်ခဲ့ရတဲ့အတွက်သူ့ရဲ့ပကြီကားများစုကတော့တရုတ်ငွေတက်တွေလွှမ်းလျက်ရှိပြီးသူရေးဆွဲတဲ့စီစင်းနဲ့ရေဈေးပကြီကားတွေဟာတရုတ် brush နဲ့မြင်စင်းနည်းပညာကိုပေါင်းစပ်ပြီးတော့အသုံးပြုထားပါတယ်။ယာယီဦးလွန်ကျွေရဲ့ပကြီတွေကတော့မြန်မာမျိုးသမီးကကြေတဲ့ပုံတွေဇာတိမီရဲ့လှပပြည်သူတွေရဲ့ပျော်ရွှင်မှုနဲ့စီးလုံးညီညွတ်တာတွေကိုဖော်ကျူးပြသလေရှိပါတယ်လို့ Deacon Art စာမျက်နှာက ေးသားထားပါတယ်ဆယူးဦးလွန်ကျွေဟာသူ့ရဲ့ပကြီကားတွေကိုပြည်တွင်းပြည်ပပကြီပြပွဲပြိုင်ပွဲတွေမှာပါဝင်ပြသခဲ့ပြီးသူရေးဆွဲတဲ့ပကြီကားတွေကိုမြန်မာနိုင်ငံမျိုးသားပြတိုက်စင်ကာပူနုပညာပြတိုက်နဲ့မလေးရှားမျိုးသားပကြီပြကန်းစားတဲ့အထင်ကရပြတိုက်တွေမှာစုဆောင်းထားရှိလျက်ရှိပါတယ်ခင်ဗျာနိုင်ငံတကာသတင်းတွေဘက်မှာတော့မြန်မာပြည်ရဲ့လူငယ်မျိုးဆက်တစ်တွေကိုပံ့ပိုးကူညီဖို့ဖိလန်နိုင်ငံအနေနဲ့ဂရုပြုကြောင်း ဖလန်နိုင်ငံပညာရေးဝန်ကြီးကကုလသမဂ္ဂစည်းဝေးမှာပြောဆိုခဲ့တယ်လို့ကန်ဒီရှားသတင်းဌာနကအော်တိုဘလတ၁ရက်နေ့မှာသတင်းဖော်ပြထားပါတယ်။နယူးယောက်မြို့မှာ80ကျင်းမြောက်ကုလသမဂ္ဂထွေထွေညီလာခံကျင်းပနေတဲ့အချိန်တွင်မြမအရေးဘေးပေါက်ဆွေးနွေးပွဲတစ်ခုမှာဖလန်ပညာရေးဝန်ကြီးကအခုလိုမျိုး ထုတ်ဖော်ပြောကြားခဲ့တာပါ။ဖလန်နိုင်ငံဟာသူ့ရဲ့နိုင်ငံရေးမူဝါဒနဲ့ကုလသမဂ္ဂမှာပူးပေါင်းဆောင်ရွက်မှုအဖြစ်ပညာရေးနဲ့ဒန်းတူပါဝင်မှုရဲ့အရေးပါပုံကိုအစဉ်တစိုက်အလေးပေးပြောဆိုလေးရှိတာပါ။ ဖင်လန်ပညာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကိုစားလာရောက်ပြောကြားခဲ့သူဝန်ကြီးကလူငယ်တွေကိုပညာရေးကတဆင့်စွမ်းရည်မြင့်တင်ပေးဖို့နဲ့ဒီမိုကရေစီလုပ်ငန်းစဉ်တွေအတွင်းမှာပူးပေါင်းပါဝင်ခွင့်ပြုဖို့အရေးကြီးဆုံးဖြစ်ကြောင်းအလေးပေးပြောဆိုခဲ့ပါတယ်။မြန်မာပြည်အတွက်ငြိမ်းချမ်းတဲ့ဒီမိုကရေစီအနာဂတ်ကိုပုံဖော်ရမှာစုံလင်ကွဲပြားတဲ့မြန်မာလူငယ်တွေအားလုံးပါဝင်နိုင်ရေးနိုင်ငံတကာမိတ်ဖက်တွေနဲ့အတူဖင်လန်နိုင်ငံအနေနဲ့လက်တွဲဆောင်ရွက်ဖို့အသိရှိကြောင်းလဲသူကပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂထွေထွေညီလာခံတွင်တက်ရောက်ခဲ့တဲ့နိုင်ငံတွေနဲ့အဖွဲ့အစည်းတွေကကုသလေတွေဟာမြမအရေးစိန်ခေါ်မှုတွေနဲ့အခွင့်အလမ်းတွေအပါအဝင် အခြားသောကိစ္စရပ်တွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာဒီကနေ့အော်တိုဘာလ2ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းတွေကိုတင်ဆက်ပေးကြပါမယ်ဘင်္ဂလားပင်လယ်အော်ချင်းတွေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အစ်နေကနေတိမ်ထူထပ်နိုင်ပြီးအနောက်တော်မိုးသွန်လေဟာအားကောင်းရာကနေအားလုံးကောင်းနိုင်ပါတယ် ပင်လယ်ပြင်ခြေနေတွေကတော့မြမကန်ယူရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းတွေကြောက်ရောက်နိုင်ပြီးတော့လိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကြတဲ့အချိန်ရေပြင်းမြေပြင်းလေကအနောက်နောက်တောင်ဘက်ကတနအီကို35မိုင်ကနေမိုင်40လောက်အထိတိုက်ခတ်နိုင်ပါတယ်မိုးရသုံးမဲ့ခြေနေတွေကတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းတနင်္သာရီတိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမုတ်ထစ်ချုံပြီးတော့ရွာနိုင်ပါတယ် ချင်းပြည်နယ်ရှမ်းပြည်နယ်စကိုင်းတိုင်းထပ်ပိုင်းရခိုင်ပြည်နယ်မန္တလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းချင်းပြည်နယ်ကရင်နီပြည်နယ်နဲ့နေပြည်တော်တို့မှာတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ခင်ဗျာဒါကတော့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန NUG ကနေပြီးတော့ထုတ်ပြန်ထားတဲ့အချက်အလက်တွေဖြစ်ပါတယ်ဒီကနေ့မိုးတဲ့၁၂နှစ်အချိန်ထိနောက်ဆုံးတွေ့ရတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ဝင်ကစူးစီးပြီးတော့ တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကလည်းအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အခုကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ